ဖက်ရှုနားဆင်တစ်နှစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဖက်ရှုနားဆင်ရမယ့်နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့တရားသူကြီးမှတ်စာအခန်းကြီး၈မှ၉အထိဖြစ်ပါတယ်။တရားသူကြီးမှတ်စာအခန်းကြီး၈အေဖရင် လူတို့ကသင်သည်မိရန်လူတို့ကိုတိုက်သွားသောအခါငါတို့ကိုမခေါ်ဘဲငါတို့၌အဘယ်သို့ပြုသည်နည်းဟုကြက်ကြက်အပြစ်တင်ကြ၏။ဂိတောင်ကလည်း ်သင်တို့ပြုတကယ်တို့ငါသည်အဘယ်တို့ပြုပြီးသည်။အာပြေစာစပြစ်သည်တင်းချင်းထက်အေဖရင်လိုက်ကောက်ချင်းသည်ตา၍ကောင်းသည်မဟုတ်လော။ဖျားသခင်သည်မိဒရန်ဘူဂျုတ်ဩရဘာနှင့်ဇေဘာတို့ကိုသင်တို့လက်၌အပ်တော်မူပြီ။သင်တို့ပြုတကယ်တို့ငါသည်အဘယ်တို့ပြုနိုင်သည်ဟု ပြန်ပြောသောစကားကိုသူတို့သည်ကြားသောအခါစိတ်ပြေကြ၏။ဂိတောင်သည်ယော်ဒန်မြစ်သို့ရောက်သောအခါ သူ၌ရှိသောသူ300တို့သည်ပင်မန်းလျက်နှင့်ကူး၍လိုက်ကြ၏သူကုတ်မြို့သားတို့အားလည်းငါနောက်လိုက်သောသူတို့အားမုတ်ကိုပေးကြပါလော့သူတို့သည်ပင်မန်းကြပြီးငါသည်မိရန်မင်းကြီးဇေဘဟနှင့်ဇာလမုန်နာကို ယခုလိုက်ရှာပါ၏ဟု တောင်းတော်လဲသူကုတ်မင်းတို့ကငါတို့သည်သင်အမှုတန်းတို့အားမုတ်ကိုပေးရမည်အကြောင်းဇေဘဟနှင့် ဇာလမုန်နာသည်တင်လက်၌ရှိသလောဟု ပြန်ပြောကြ၏ဂီတောင်ကလည်းသူဖြစ်၍ထာဝရဖျားသည်ဇေဘဟနှင့်ဇာလမုန်နာတို့ကိုငါလက်၌အတ်တော်မူသောအခါသင်တို့ကြောကွဲအောင် တောဆူးပင်အမျိုးမျိုးနှင့်ငါရိုက်မည်ဟု ဆိုပြီးလျေထိုအရက်ကပင်ွေလာမြို့သို့သွား၍သူတို့အားထိုနီးတူ တောင်းတော်လဲသူကုတ်မြို့သားတို့ပြန်ပြောသည်နီးတူ ပင်ွေလမြို့သားတို့သည် ပြန်ပြောကြ၏ဂီတောင်ကလည်းငါသည်တဖန်ငြိမ်ဝတ်စွာလာသောအခါဤရဲတိုက်ကိုဖြိုဖျက်မည်ဟုသူတို့အားဆို၏ထိုအခါဓာကင်သောလူတသိန်း2000တေသောကြောင့်အရှိမျက်နာအရက်သားအပေါင်းတို့တွင်ကြံကျွင်းသောလူ15000ကမ်းမြသာပါလျက်ဇေဘဟနှင့်ဇာလမုန်နာတို့သည် ကာကော်မြို့၌ရှိကြ၏ဂီတောင်သည်နောဘာမြို့ ရုပ်ဘေဟာမြို့အရှိတဲ၌နေသူတို့လမ်းဖြင့်ခြိသွား၍မစိုးရိမ်မဲနေသောမိရန်တက်ကိုလှုပ်ကြံသဖြင့်မိရန်မင်းကြီးဇေဘာဟနှင့်ဇာလမုန်နပြေးသောအခါဂီတောင်သည်လိုက်၍တက်ကိုဖျက်လေ၏ယောရှားသားဂီတောင်သည်နေမထွက်မီစစ်တိုက်ရာမှပြန်လာ၍သူကုတ်မြို့သားလူလင်တယောက်ကိုဖမ်းမိ၍မေးစစ်လျင်ထိုသူသည် သူကုတ်မြို့အရာရှိ အသက်ကြီးသူ 89ယောက်တို့ဤအမိအသီးသီးတို့ကိုပြောလေ၏ဂီတောင်သည်လည်းသူကုတ်မြို့သားတို့ရှိရာသို့လာ၍သင်တို့ကပင်မန်းသောသင်အမှုတန်းတို့အားငါတို့သည်မုတ်ကိုပေးရမည်အကြောင်းဇေဘဟနှင့်ဇာလမုန်နသည်သင်လက်၌ရှိသလောဟုငါ့ကိုကဲ့ရဲ့၍သင်တို့ပြောသောဇေဘဟနှင့်ဇာလမုန်နကိုကြည်ကြလောဟုဆိုလျက်ထိုမြို့၌အသက်ကြီးသူတို့ကိုခေါ်၍တောဆူးပင်အမျိုးမျိုးနှင့် သူကုတ်မြို့သားတို့ကို ဆုံးမလေ၏ပင်ွေလာမြို့ရဲတိုက်ကိုလည်းဖြိုဖျက်၍မြို့သားတို့ကိုကွပ်မြက်လေ၏ထိုအခါဇေဘဟနှင့်ဇာလမုန်နာတို့အားတာဘော်မြို့မှာသင်တို့တက်ခဲ့သော သူတို့သည်အဘယ်သို့သောသူ ဖြစ်သည်ဟုမေးမြန်းတော့ထိုသူတို့ကကိုတော်ဖြစ်သည်ကဲ့သို့သူတို့ရှိသည်များသည် ဖြစ်၍ရှင်ဘရင်သား၏အစင်းအယောင်နှင့် ပြည့်စုံကြပါ၏ဟုပြန်ပြောတော့ဂိတောင်က ထိုသူတို့သည်ငါအမိအသားငါညီဖြစ်ပါသည်တကားထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းသင်တို့သည်သူတို့ကိုအသက်ချမ်းသာပေးမိလျင်သင်တို့ကိုငါမတတ်ဖဲနေလိမ့်မည်ဟုမိမိသားဦးရေသာအားဤသူတို့ကိုထ၍တတ်လော်ဟုဆိုတော်လဲသားသည်အသက်ရွယ်ငယ်သောကြောင့်ဓာအကိုမဆွဲမထုတ်ပဲနေ၏ဇေဘဟနှင့်ဇာလမုန်နာတို့ကလည်းကိုရိုတိုင်းထ၍ငါတို့ကိုလှုပ်ကြံတော့ လူဖြစ်တဲ့ကဲ့သို့သူအစွမ်းတတိဖြစ်တတ်သည်ဟုဆိုလျက်ဂိတောင်သည်ထ၍ဇေဘဟနှင့်ဇာလမုန်နာကိုတတ်သည်ဖြင့်သူတို့ကလအုပ်၏လေဘင်း၌ဆင်သောတဇာတို့ကိုချွတ်ယူလေ၏ထိုအခါဣတရေလလူတို့ကကိုတော်သည်အကျွန်ုပ်တို့ကိုမိဒရန်လူတို့လက်မှကဲနှုတ်သောကြောင့်သားစဉ်မြေးစနစ်တကွအကျွန်ုပ်တို့ကိုအုပ်ဆိုးတော်မူပါဟုဂိတောင်အားလျှောက်ဆိုကြသောဂိတောင်ကငါသည်သင်တို့ကိုမအုပ်ဆိုးရငါသားလည်းမအုပ်ဆိုးရ ထာဝရဖျားသည်သင်တို့ကိုအုပ်ဆိုးတော်မူရ၏ဟု၍၎င်းတို့ရတွင်သင်တို့ရှိသည်မြသည်လူယူ၍ရသောနှတောင်းတို့ကို ပေးပါမိအကြောင်းငါတောင်းကျင်သည်ဟု၍၎င်းဆိုလေ၏ယန္တူတို့သည်ဣရှမေလအမျိုးဖြစ်၍ရွှေနှတောင်းကိုဆင်တတ်ကြသည်သူတို့ကလည်းဆင်စစ်ပေးပါမိဟုဆိုလျက် ဆောင်းကိုခင်း၍လူအပေါင်းတို့သည်မိမိတို့လူယူ၍ရသောနှတောင်းများကိုချထားကြ၏ ဂီတောင်တောင်းသောရွှေနှောင်းများအချိန်ကအခွက်18ပိတ်သာရှိ၏ထိုမှတပါမိရွယ်မင်းကြီးဝစ်စင်သောတစားလေဆွဲနီမောင်းသောအဝက်ကလအုပ်လေကျိုးများကိုရသည်၏ထိုတစားတို့နှင့်ဂီတောင်သည်တင်တိုင်းတော်ကိုလှုပ်၍မိမိနေရာအော်ပရာမြို့မှထားသဖြင့်ဣတရေလအမျိုးသားအပေါင်းတို့သည် ထိုတင်တိုင်းတော်နှင့်မှားယွန်းလျက်သွားတတ်ကြ၏ ထိုအမှုသည်ဂီတောင်နှင့်သူ၏အမျိုးပြက်မားရအကြောင်းဖြစ်သည်။ထိုသောမိရန်အမျိုးသည်ဣဒရေလအမျိုးရှေ့မှရှုံး၍နောက်တဖန်အဆိုးမရပဲနေကြ၏။ဂီတောင်လက်ထက်အနှစ်၄၀တိုင်တိုင်တပြည်လုံးငိမ့်လေ၏။ယောရှာသားယေရုဘာလသည်မိမိအိမ်သို့သွား၍နေသည်။ဂီတောင်သည်မယားများ၍ကိုရသောသား80ရှိ၏။ရှေခင်မျိုး၌နေသောမယံငယ်သည် သားယောက်ျားကိုဖွားမြင်၍ ထိုသားကိုအဘိမလက်အမည်ဖြင့်မှဲ့လေ၏ယောရှားသားဂီတောင်သည် အသက်ကြီးရင်သော အနိစ္စရောက်၍အာပြေဇာသားနေရာအော်ဖရာမြို့မှာအဖယောရှားသင်ညိုင်း၌တကြိုချင်းကိုခံရလေ၏ဂီတောင်သည်သောအခါဣတရေလအမျိုးသားတို့သည် ဖောက်ပြန်၍ဘာလဖျားတို့နှင့်မှားယွန်းသဖြင့်ဘာလဘေရိတ်ကိုဖျားအရာ၌ကြီးမြောက်ကြ၏ ပဝင်းကျင်ရန်သူလက်မှကဲနှုတ်တော်မူသောမိမိတို့ဖျားသခင် ထာဝရဖျားကိုမအောင်မေပဲဂီတောင်ဒီဟုသောရေရုပ်ဘာလသည်ဣဒရေလအမျိုး၌ပြုသမျှသောခြေဆုနှင့်အညီသူ၏အမျိုး၌ခြေဆုတုံ့ပြန်၍မပြုဘဲနေကြ၏တရားသူကြီးမှတ်စာအခန်းကြီးကိုရေရုပ်ဘာလသားအဘိမလက်သည် ရှေကင်မြို့သို့သွား၍ဂူရီများ အမိဤအဆွေမျိုးများအပေါင်းတို့နှင့်နှုတ်ဆက်လျက်ယေရုဘာလသား80တို့သည်တင်တို့ကို အုပ်ဆိုးကောင်းသလော ပါတယောက်တည်းအုပ်ဆိုးကောင်းသလောငါသည်တင်တို့၏အယိုးအသားစစ် ဖြစ်ကြောင်းကိုမမေ့ကြနှင့်ဟုရှေခင်မြို့သားအပေါင်းတို့အားပြောရမည်အကြောင်းကို တိုင်ပင်လေ၏ထိုစကားကိုဦးကြီးတို့သည်ရှေခင်မြို့သားတို့အားအကုန်အစင်ပြန်ပြော၍သူတို့ကအဘိမလက်သည်ငါတို့ညီအကိုဖြစ်သည်ဟုဆိုလျက် သူ့နောက်သို့လိုက်ချင်သောစိတ်နူးညွန့်သဖြင့်ငွေ80ကိုဘာလာဘေရိတ်အိမ်မှထုတ်၍ပေးလျင်အဘိမလက်သည်လျက်ပေါ်သောသူတို့ကိုထိုငွေနှင့်ငှား၍အမှုကိုထမ်းစေ၏တဖန်အော်ပရာမြို့၌ရှိသောမိမိအဖအိမ်သို့သွား၍မိမိညီအကိုရေရုတ်ဘာလာသား80တို့ကိုကြောက်တစ်ခုပေါ်မှာတတ်လေ၏တို့ရာတွင်ရေရုတ်ဘာလာသားအငယ်ဆုံး ယောသန်သည်ပုန်းရှောင်၍နေသောကြောင့်ကြံရင့်တည်းရှေခင်မြို့သားအပေါင်းတို့နှင့် မိန်လောအဆွေမျိုးအပေါင်းတို့သည်ရှေခင်မြို့တွင် ရှိသော အထိုင်းအမှတ်တပိတ်ပင်အနားမှစီးဝေး၍အဘိမလက်ကိုရှင်ဘရင်အရာ၌ခန့်ထားကြ၏ထိုအမှုကိုယောသန်သည်ကြားသိသောအခါဂေရဇိန်တောင်သို့သွား၍တောင်ပေါ်မှရက်လျက်အတံကိုလွှင့်၍ကြွေးကြော်လေသည်မှာအိုးရှေခင်မြို့သားတို့ သင်တို့စကားကိုဖျားသခင်နားထောင်တော်မူမည်အကြောင်းငါစကားကိုနားထောင်ကြလော့တစ်ပင်တို့သည်မိမိတို့ကိုအုပ်ဆိုးရသောရှင်ဘရင်ကိုခန့်ထားလျက်ဗိသိက်ပေးခြင်းကထွက်သွား၍ကျွန်ုပ်တို့ကိုအုပ်ဆိုးတော်မူပါဟုတန်လွင်ပင်အားလျှောက်ကြလျက်တန်လွင်ပင်ကဖျားအသရေလူအသရေကိုပြုစုเสียရာငါအစီအပြားကိုငါသည်စွန့်၍တစ်ပင်တို့အပေါ်မှာလွမ်းမိုးရမည်လောဟုဆို၏ တဖန်အသင်းမောတဖန်ပင်အားကိုတော်ကြွ၍ကျွန်ုပ်တို့ကိုအုပ်ဆိုးတော်မူပါဟုသစ်ပင်တို့သည်ရှောက်ကြလေ၏သင်းမောတဖန်ပင်ကငါ၌ခြို့သော အရသာနှင့်ကောင်းသော အသီးကိုငါသည်စွန့်၍သစ်ပင်တို့အပေါ်မှလွမ်းမိုးရမည်လောဟုဆို၏တဖန်စပြစ်ပင်အားကိုတော်ကြွ၍ကျွန်ုပ်တို့ကိုအုပ်ဆိုးတော်မူပါဟုသစ်ပင်တို့သည်ရှောက်ကြလေ၏စပြစ်ပင်ကဖျားဤစိတ်နှင့်လူဤစိတ်ကိုရှင်လန်းစေသောငါစပြစ်ရေကိုငါသည်စွန့်၍ တပင်တို့အပေါ်မှာလွမ်းမိုးရမည်လို့ဟုဆို၏တဖန်စူးလေးပင်အားကိုတော်ကြွ၍ကျွန်ုပ်တို့ကိုအုပ်ဆိုးတော်မူပါဟုတပင်အပေါင်းတို့သည်ရှောက်ကြလျက်စူးလေးပင်ကတင်တို့သည်ငါ့ကိုတင်တို့၏ရှင်ဘရင်ဖြစ်စေခြင်းကခန့်ထား၍ဧကံအမှန်ဘိသိက်ပေးလိုလျက်လာကြငါအရိတ်ကိုခေလုံကြတို့မဟုတ်စူးလေးပင်တဲကမီးထွက်၍လေဗနုန်အာရစ်ပင်တို့ကို လောင်လိမ့်မည်ဟုတပင်တို့အားပြန်ပြော၏ ယခုမှသင်တို့သည်အဘိမလက်ကို ရှင်မင်းအရာ၌ခန့်ထားသောအဖြစ်သစ္စာတရားကိုစောင့်၍ယေရုဘာလနှင့် သူ၏အမျိုးနွယ်အားကောင်းမွန်စွာပြုကြလိမ့်ပြီလောယေရုဘာလသည်ဂျေဇူးပြု၍ခံထိုက်သည့်အတိုင်းသူအားဂျေဇူးဆက်ကြပြီလောငါအဖသည်သင်တို့အဖို့စစ်တိုက်၍ကိုယ်အသက်ကိုစွန့်စားလျက်သင်တို့ကိုမိရန်အမျိုးလက်မှကယ်နှုတ်လေပြီသင်တို့သည်ငါအဖ၏အဆွေအမျိုးတစ်ဖက်၌ယနေ့ထ၍ ူဤသား80တို့ကိုကြောက်တစ်ခုပေါ်မှာတက်ပြီးလျင်သူဤကြုံမတွင်မြင်သောသားအပိမလက်သည်သင်တို့ညီအကိုဖြစ်သောကြောင့်သူကိုရှေခင်မြို့သားတို့၏ရှင်ဘရင်ခန့်ထားကြပြီတကားယခုမှသင်တို့သည်ယေရုဘာလာနှင့်သူဤအမျိုးနွယ်အားတစ္ဆာတရားအတိုင်းယနေ့ပြုပြီးလျင်အပိမလက်ကို အမိပြု၍ဝမ်းမြောက်ကြလော့အပိမလက်သည်လည်းသင်တို့ကိုအမိပြု၍ဝမ်းမြောက်ပါစေ။ သောမဟုတ်လင်အဘိမလက်ထဲကမီးထွက်၍ရှေခေမြို့သားနှင့်မိန်လောအဆွေမျိုးကို လောင်ပါစေရှေခေမြို့သားနှင့်မိန်လောအဆွေမျိုးတဲကမီးထွက်၍အဘိမလက်ကို လောင်ပါစေဟုကြွေးကြော်ပြီးမှ အလင်းမြန်ပြေး၍အကိုအဘိမလက်ကိုကြောက်သောကြောက်ဗေရမြို့သို့တွား၍နေလေ၏အဘိမလက်သည်ဣတရေလအမျိုးကိုအုပ်ဆိုး၍သုံးနှစ်ဆေ့သောအခါဖျားသခင်သည်အဘိမလက်နှင့် ရှေခင်မြို့သားစက်ကြားမှာသိုးသောဝိညာဉ်ကိုဆင်လွတ်တော်မူ၍ရှေခင်မြို့သားတို့သည်အဘိမလဲ၏တစ္ဆာကိုဖြတ်ကြ၏အကြောင်းမူကားယေရုဘာလ၏သား90တို့၌ကြမ်းတမ်းစွာ ပြု၍တပ်မိသောအဖြစ်သည်သူတို့ကိုတတ်သောသူတို့၏ညီအကိုအဘိမလဲအပေါ်သို့၎င်းညီအကိုများကိုတတ်သောအမှု၌ဝိုင်း၍လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့၎င်းရောက်ရမည်အကြောင်းသည် ရှခင်မြို့သားတို့သည်အဘိမလက်ကိုချောင်းမြောင်းစီခြင်းကလူတို့ကိုတောင်ထိပ်ပေါ်မှထား၍ထိုသူတို့သည်ခยีသွားသောသူ အပေါင်းတို့အုပ်စာကို လူယူကြ၏ထိုတည်င်းကိုလည်းအဘိမလက်သည်ကြား၏အေဘအီတာကာလာသည်မိမိညီအကိုတို့နှင့်အတူရှခင်မြို့ဘက်သို့ဝင်၍ရှခင်မြို့သားတို့သည် သူ့ကိုကိုးစားကြ၏ဥယျာဉ်၌လေလျက်စပစ်သီးကိုသိမ်းယူလျက် ပျော်မွေခြင်းကိုပြုသဖြင့်မိမိတို့ဖျားဤကြောင်းတို့တွား၍အဘိမလက်ကိုချိန်ဆကြ၏အေဘဤတာဂါလာကလည်းငါတို့သည်အဘိမလက်အမှုကိုစောင့်ရမည်အကြောင်းအဘိမလက်ကအဘယ်သူနည်းရှေခင်ကအဘယ်သူနည်းအဘိမလက်သည်ယေရုဘာလသာမဟုတ်လောဇေဘူးလာသည်သူ၏အမှုတန်းမဟုတ်လောရှေခင်အဖဟာမော်လူတို့၏အမှုကိုထမ်းကြလော့ အဘိမလက်အမှုကိုအဘဲကြောင့်ထမ်းရမည်နီဤလူတို့သည်ငါလက်သို့ရောက်ပါစေသောတို့ဖြစ်လျက်အဘိမလက်ကိုငါပေးမည်ဟု၍၎င်းအဘိမလက်အားတင်ဤဘူဂျီတို့ကိုပြင်ဆင်၍လာတော့ဟု၍၎င်းဆို၏ဧဘဤတာကာလစကားကိုမြို့အုပ်ဇေဘူးလကြားသောအခါအမျက်ထွက်၍ပရိယေအားဖြင့်အဘိမလက်ထံသို့ဆေလွတ်လျက်ဧဘဤတာကာလသည်မိမိညီအကိုတို့နှင့်အတူရှေခင်မြို့သို့လာ၍ ကိုတော်တဖက်၌မြို့ကိုပြင်ဆင်ကြပါ၏တို့ဖြစ်၍ညအခါကိုတော်သည်ပါသောသူတို့နှင့်တကွထ၍တော၌ချောင်းမြောင်းလျက်နေတော်မူပါနနက်စောစောနေထွက်စကထ၍မြို့ကိုတိုက်တော်မူပါဂါလာသည်သူ၌ပါသောလူတို့နှင့်တကွစီး၍ကြိုသောအခါအစင်သင်းသည့်အတိုင်းပြုတော်မူပါဟုကြားလျှောက်လေအဘိမလက်သည်သူ၌ပါသမျှသောလူတို့နှင့်တကွ ညအခါထ၍တက်လေးတက်ခွဲပြေးလျေရှေခင်မြို့ကိုချောင်းမြောင်းလျက်နေကြ၏အေဘဤသားဂါလာသည်ထွက်၍မြို့တကားဝ၌ရက်လျက်အဘိမလက်သည်မိမိ၌ပါသောသူတို့နှင့်တကွချောင်းမြောင်းရာမှထကြ၏ဂါလာသည်ထိုလူတို့ကိုမြင်လျင်တောင်ပေါ်မှ လူများဆင်းလာကြသည်ဟုဇေဘူးလာအားဆိုသောဇေဘူးလာကတောင်အရိပ်သည်လူကဲ့သို့ထင်သည်ဟုပြန်ပြော၏ တဖန်ကာလကကြည်ပါ လူအချို့တို့သည် တောင်ရိုးပေါ်မှဆင်းလာကြ၏အချို့တို့သည်မောနေနေသပိတ်တော်လန်းဖြင့်လာကြ၏ပြောဆိုလျင်ဇေဘူးလာကငါတို့သည်အဘိမလက်အမှုကိုထမ်းရမည်အကြောင်းအဘိမလက်သည်အဘယ်သူနည်းဟုသင်ဆိုသောနှုတ်သည်ယခုအဘယ်မှာရှိသနည်းထိုလူတို့သည်သင်မထီမဲ့မြင်ပြုတော်သူ မဟုတ်လောထွက်၍သူတို့ကိုစစ်တိုက်ပါလောဟုဆိုတော် ကာလာသည်ရှေခင်မြို့သားတို့ရှေ့မှထွက်၍အဘိမလက်ကိုတိုက်လေ၏အဘိမလက်လိုက်၍ကာလာပြည်သဖြင့်များသောသူတို့သည်မြို့တကားဝတိုင်အောင်ထိခိုက်ခံလျက်လဲ၍တေကြ၏အဘိမလက်သည်အရုမမြို့မှနေ၍ဇေဘူးလာသည်ကာလာနှင့်သူ၏ညီအကိုတို့ကိုရှေခင်မြို့၌မနေစေခြင်းက နှင်ထုတ်လေ၏နှက်ပြန်နေ၌လူများတို့သည်မြို့ပြင်သို့ထွက်မိအကြောင်းကိုအဘိမလက်သည်ကြားလျက် မိမိလူတို့ကိုတုံးစုခွဲ၍တော၌ချောင်းမြောင်းလျက်နေသဖြင့်မြို့သားတို့သည် ထွက်လာကြသောအခါထ၍လောက်ကြံလေ၏အဘိမလက်သည်မိမိလူတစုနှင့်မြို့တကားဝသို့ပြေးတက်၍စောင့်နေ၏အခြားသောလူနှစုတို့သည် တော၌ရှိသော လူတို့စီသို့ပြေး၍တက်ကြ၏အဘိမလက်သည်တနေ့လုံးမြို့ကိုတိုက်၍ရသောအခါမြို့၌တွေ့သောသူတို့ကိုတက်ပြေးလျေမြို့ရိုးကိုဖြုတ်ဖြတ်၍မြို့ယာကိုစားနှင့်ကျဲဖြန့်လေ၏ ို့တရင်ကိုရှေခင်ရဲတိုက်သားအပေါင်းတို့သည် ကြားလျင်ဗေရိတ်ဖျားဤကြောင်း၌ခိုင်ခန့်သော အခန်းထဲမှစုဝေးကြ၏ရှေခင်ရဲတိုက်သားအပေါင်းတို့သည် စုဝေးကြောင်းကိုဘိမလက်သည်ကြားလက်တော်ကိုတိုင်မှဆ၍ပါသောသူအပေါင်းတို့သည်ဇာလမုန်တောင်သို့တွားပြေးလျင်ဘိမလက်သည် ပစိန်နှင့်တစ်ခတ်ကို ခုတ်၍မိမိပခုံးပေါ်မှတင်ထမ်းလျက်ငါပြုတ်ဒီကိုတင်းတို့မြင်သည့်အတိုင်းအလင်းမြန်ပြုတ်ကြလောဟုလိုက်တော်သူတို့အားဆိုလျင် သူ၏လူအပေါင်းတို့သည်ထို့အတူတည်တည်တစ်ခတ်ကိုခုတ်၍အဘိမလက်နောက်သို့လိုက်လျက်ခိုင်ခန့်သောအခန်းကိုမီးရှို့ကြ၏ထို့သောရှေခင်ရဲတိုက်သားအပေါင်းတို့နှင့်အတူတထောင်သောယောက်ျားမိန်းမတို့သည်တေကြကုန်၏ထိုနောက်မှအဘိမလက်သည်တေဘံမြို့သို့သွား၍တက်ချပြေးလျင်တိုက်ယူလေ၏တို့ရတွင်မြို့ထဲမှခိုင်ခန့်သောရဲတိုက်တစ်ခုရှိ၍မြို့သားယောက်ျားမိန်းမအပေါင်းတို့သည် ထိုရဲတိုက်ထဲသို့ပြေးဝင်ကြ၏တကားကိုလည်းပိတ်ထား၍ရဲတိုက်အပေါ်သို့တက်ကြ၏အဘိမလက်သည်ရဲတိုက်ကိုလာ၍တိုက်လျက်ရဲတိုက်တကားကိုမိရှို့ခြင်းကချင်းကပ်သောအခါမိမတယောက်သည်ကြိတ်စုံကြောက်တဖဲ့ကိုအဘိမလက်ခေါင်းပေါ်သို့ပစ်ချ၍ဥကောင်းကုန်ပေါက်ကွဲလေ၏သူသည်လက်နက်ကင်လူလင်ကိုအလင်းအမြန်ခေါ်၍မိမသည်အဘိမလက်ကိုတတ်သည်ဟုပြောเสียမရှိစေခြင်းကား သင်ဓာကိုထုတ်၍ငါကိုတတ်လော်ဟုဆိုသည့်အတိုင်လူလင်သည်ထိုး၍အဘိမလက်သေလေ၏အဘိမလက်သေเจ้าကိုဣတရေလလူတို့သည် သိမြင်လျင်အသီးအသီးမိမိတို့နေရာသို့ပြန်သွားကြ၏ထိုသို့အဘိမလက်သည်မိမိညီအကို90တို့ကိုတတ်၍ပြုမိသောဒုစရိုက်အပြစ်ကိုဖျားသခင်ဆက်ပေးတော်မူ၏ရှေခင်မြို့သားပြုသောဒုစရိုက်အပြစ်ကိုလည်းသူတို့ခေါင်းပေါ်သို့ဖျားသခင်ရောက်စေတော်မူသဖြင့် ယေရုဘာလသားယောဒန်ကျိန်သောစကားအတိုင်းသူတို့သည်ခံရကြ၏ဒီကနေ့ဖတ်ရှုသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာကတော့တရားသူကြီးမှတ်စာအခန်းကြီး၈မှ၉အထိဖြစ်ပါတယ်ကြားနာတော်သူအပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ